ည်သူလူထုဆင်တဲ့ယူနီဖောင်းနဲ့နော်ပြည်သူလူထုပေးတဲ့တနတ်နဲ့ပြည်သူလူထုပေးတဲ့ကြည်စံနဲ့ကျွန်တော်တို့ကအလုပ်လုပ်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီဟာကပြည်သူလူထုကိုပြန်ပြီးတော့မှပြောင်းလှဲ့တရားအကြောင်းမရှိဘူးဒီနေ့ဆိုလို့ရှိရင်ဒါအခုကျွန်တော်ပြောနေတဲ့ဒီဒီကတော့ညနေမှာတင်ပါဘောเนาะအခုကျွန်တော်ပြောနေတဲ့အချိန်မှာပဲအဲ့ဒီရိတ်ခါတွေကကျွန်တော်တို့တွေတွေ့ရှိပါပြီတွေ့ရှိပြီဆိုတော့ကျွန်တော်တို့ဆွဲဖို့တဲ့သွားပြီးတော့တင်နေပြီပေါ့เนาะစစ်ကောင်စီပုံပြောက်ပြီပေါ့เนาะစားကြီးစားကြီးတယောက် ပြောခဲ့မှုတဲ့တကားလိုပဲเนาะချစ်တဲ့ကျေသူမူးလို့ရှူရတော့မရှိပါဘူးဟယ်လိုမေလာပါဒီနေ့တော့2025နိုဝင်ဘာပေါ့เนาะနိုဝင်ဘာကျွန်တော်တို့16ရက်နေ့ဒီနေ့အဲထုံးနိုင်တဲ့ထူးခြားသတင်းတွေပေါ့เนาะထူးခြားသတင်းတွေဆိုရင်သတင်းတွေကတော့အများကြီးရှိရဲကျွန်တော်နေပြီးတော့တက်ကုန်းဘက်မှာဒါกินလဲလာတဲ့ကောက်ကျွေးလိုက်တာတို့ ီပြူတော်ထီးတွေဂိန်ွားတာတွေအများကြီးပေါ့နော်ကျွန်တော်တို့ဒါဟိုရခိုင်မှာတောက်ဖြူမှာကျွန်တော်တို့ဟိုဝါရဖျံဟိုဓာတ်ပုံစူပြီးရိုက်နေတဲ့အချိန်မှာဓာတ်ပုံဓာတ်ပုံချက်လက်ကလေးတော့မလုပ်လိုက်ရပဲနဲ့ကားွားတဲ့အနေထားတွေလို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဟိုကြားဖြန့်နေနေပေါ့နော်ကြားဖြန့်နေနေစစ်စင်စပြီးတော့ဘာလို့ဟိုဒါတော့အိမ်မလာတကယ်လားကျွန်တော်ငငယ်တုန်းကကြားဘူးတဲ့ဟိုပုံမြင်လို့ပေါ့တရုတ်မကြီးပုံမြင်လို့ပေါ့အိမ်မလာတကယ်လားအိမ်မလာတကယ်လားဆိုပြီးတော့ ဒါတော့အိမ်မလာတကယ်လားကျွန်တော်လည်းမသိဘူးပေါ့နော်ရုပ်ရှင်ရိုက်တာလားဒါကြားကောင်းပြောတာလားဆိုတဲ့ဟာတော့ကျွန်တော်လည်းတိတိကျတော့မသိဘူးဒါပေမဲ့ရှီကိုကမှာတော့တော်တော်အဲပွဲပြက်နေကြတယ်ပေါ့နော်ပြင်းနေလွှားနေကြားတဲ့အနေအထားမျိုးရှိတယ်ပေါ့အဲဒါတွေကတော့ကျွန်တော်တို့တည်င်းထူးတွေကတော့အများကြီးရှိတယ်ပြီးရင်မောတောင်ကိုအဲကျွန်တော်တို့ဒီကတော့ကျွန်တော်ပြောရမှာမောတောင်မောတောင်အကြောင်းလေးပြောမှာပေါ့နော်မောတောင်အကြောင်းပြောမယ်ဆိုတော့မောတောင်ကိုကျွန်တော်တို့ကောင်းကောင်းဒါ လက်ရှိလောလောဆယ်မှာကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ကတော့ပြောပါတယ်အပေချိန်ပြန်တိုက်ယူယူရတယ်ပေါ့နော်အပေချိန်ပြန်တိုက်ယူရတယ်ဆိုပြီးတော့မှကျွန်တော်တို့ပြောတယ်ပြောပြီးတော့မှအခုမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါရဟယင်နဲ့ပေါ့နော်ရဟယင်နဲ့ကျွန်တော်တို့ကိုးကောက်ပေါ့နော်ကိုးစီးရဟယင်ကိုးကောက်ကျွန်တော်တို့ဒါလူတွေလာပြီးတော့မှလာဖြစ်ပြီးတယ်ပေါ့နော်အဲ့ထက်ကနေပြီးတော့မှကျွန်တော်အလင်းဝင်တာအများကြီး ရှိတယ်လို့ဘာလို့ဆိုတဲ့ဟာတော့ထွက်ပြေးနေတာတော့ဖြစ်ရင်တော့ဖြစ်နိုင်တယ်ပေါ့နော်အလင်းကိုကျွန်တော်တို့စီရောက်လာတာတော့ဒါတယောက်ပဲရှိသေးတယ်ပေါ့နော်တယောက်ကတော့ကျွန်တော်တို့စီကိုလာဘက်ကူးပြောင်းပြီးတော့မှရောက်ရှိလာပြီပါစာတယောက်ကတော့အဲသူ့မိမန်းရဲ့အရာကတော့အဲကျွန်တော်ရဟန်းရင်ပေါ့လူ20ပေါ့နော်လူ20တင်လိုက်တယ်တင်ပြီးတော့အလဲမှာကျွန်တော်တို့ရိတ်ခါကိုရိတ်ခါဒီပစ္စည်းတွေအလဲမှာထည့်ပြီးတော့မှပေါ့နော်ဝန်ကြီးဘက်ဘက်ဒူဝေဝေလောက်လာတာပေါ့ဝန်ကြီးဘက်ဒူဝေဝေနဲ့ကျွန်တော်ရိတ်ခါတလားသာတယ်ဆောင်လာပြီးတော့မှသူတို့ချတယ်အဲကောင်ဒမ်လုတ်ပြီးတော့မှသူက အဲဒီကနေရိတ်ခါယူပြီးတော့မှစားမယ်ပေါ့နော်စားပြီးတော့မှကျွန်တော်တို့ရှေ့ကိုတိုးပြီးတော့မှတော်တော်ဝေးပါသေးတယ်ကျွန်တော်တို့မောတော်နဲ့ဒီကောင်နေရောက်နေတဲ့နေရာနဲ့တွေ့မယ်ဆိုလို့ရှိရင်တော်တော်ဝေးပါသေးတယ်အဲအဲ့ဘက်ကိုရောက်ပြီပေါ့နော်အကွာဝေးဘယ်လောက်လဲဆိုတော့ကျွန်တော်တီကြထည့်မပြောတော့ဘူးဒါဆိုဒါကတော့ကျွန်တော်တို့မြေပြင်မှာစစ်စင်ပြောဆောင်ပြီးတော့လုံနေရတဲ့လူတွေအတွက်ကတော့ဒီဟာတွေကအရေးကြီးတဲ့အကြောင်းအရာတွေဖြစ်လို့ပေါ့နော်အဲ့တော့ရိတ်ရိတ်ခါကိုဒမ်းလုပ်ပြီးတော့မှ तू က အရေးခါယူစားလိုက်ရှင်းနည်းနည်းချင်းတယ်မယ်ပေါ့ဗျာတလတာကြီးဘလူးကကြောပိုးပြီးတော့မတင်နိုင်ခုနှစ်ရက်စာဆိုတာတော့အဲဟိုခဲရမ်းနေပါနဲ့လက်နဲ့နဲ့တွဲမယ်ဆိုလို့ရှိရင်ပြပြမြီအောင်တဲရတဲ့အနေထားမျိုးအထိရှိနေတာပေါ့နော်အဲ့တော့အဲဒီနေ့ဆိုလို့ရှိရင်ဒါအခုကျွန်တော်ပြောနေတဲ့ဒီဒီကတော့ညနေမှာတင်မှာပေါ့နော်အခုကျွန်တော်ပြောနေတဲ့အချိန်မှာပဲအဲ့ဒီရိတ်ခါတွေကကျွန်တော်တို့တွေတွေ့ရှိပါပြီတွေ့ရှိပြီဆိုတော့ကျွန်တော်တို့ဆွဲဖို့တဲ့သွားပြီးတော့တင်နေပြီပေါ့နော်စစ်ကောင်းစီ ပုံပြောက်ပြီးပေါ့နော်ပုံပြောက်ပြီးတော့မှဒီကောင်းကြီးတော်တော်အခြေအနေဆိုးရွားမဲ့အနေအထားမျိုးရှိတယ်သူတို့စစ်ကြောင်း၅ကြောင်းလောက်ခွဲပြီးတော့မှထိုးဖို့လည်းစီစဉ်နေတယ်ပေါ့နော်ကျွန်တော်တို့ရှေ့က၃ကြောင်းတက်မယ်နောက်က၂ကြောင်းကအထိုင်ပုံစံမျိုးထားပြီးတော့မှကျွန်တော်မောတောင်ကိုပြန်ပြီးတော့မှခြေတက်ဖို့လည်းလုပ်နေပါတယ်အဲ့ဒီမှာမေးကြည့်တာကျွန်တော်တို့ပါစက80ရာခိုင်နှုန်းလောက်ပါတယ်80ရာခိုင်နှုန်းလောက်ပါတယ်မနေ့ကဟိုဟာပြောပြောခဲ့လို့ပေါ့ကျွန်တော်ဒီစီစဉ်မှာပြောခဲ့တဲ့ဒါ FD က ဟိုဆရာကင်းပြောခဲ့တယ်လို့ပေါ့ဖင်မွေးဖြူအောင်တိုက်တဲ့တိုက်ခဲ့တဲ့ကောင်နေတော်မှာပဲနော်မနေရဲလို့ဆင်းပြီးတော့မှထွက်ပြေးရတဲ့နေရာကိုပါစလူ၁၀ရောက်မှာဗျာတန်တီးက၂ယောက်ပဲပါရှင်းသားကြီးတန်တီးက၂ယောက်ပဲလူတရာမှာပါစ80အဲ့ပါစကအဲကျွန်တော်ဟိုအေယာရီနဲ့ဟိုရခိုင်အဆက်ပေါ့နော်အေယာရီတိုင်းနဲ့ရခိုင်အဆက်ကျွန်တော်ကွာပဲချမ်းပါဆိုလို့ရှိရင်အဲ့ဘက်ကကိုလေးဂျုံခဲ့တဲ့ဘုံမူကြီးတယောက် ဆိုလို့ရှိရင်ကျွန်တော်တို့ဘာပြောပြလဲဆိုတော့ပါစာတနက်တန်ကြားတာနဲ့လူ၃၄၀လောက်ဟုံးဆိုပျောက်သွားတော့တနက်ယူသွားတဲ့ကောင်ကယူသွားရတယ်တနက်မယူဘဲတနက်ချပြီးတော့မှပြေးတဲ့ကောင်ကပြေးတယ်ဆိုအခြေအနေမျိုးအခုလဲဒီမှာလူတရာမှာပါစာ80လောက်ပါတဲ့အခါကျတော့ဒီကောင်တွေဘလို့စစ်တိုက်မလဲဆိုတာကျွန်တော်စဉ်းစားကြည့်တာနဲ့မျက်လုံးထဲမှာကောကောကွင်းကွင်းကသွားပြီးတော့မှမြင်နေရပြီပေါ့နော်အဲ့တော့အခြေအနေဒီအခြေအနေတရားကိုကျွန်တော်တို့ဘက်ကတော့ကောင်းကောင်း ဆက်ပြီးတော့မှထိ ंछ ုပ်ထားနိုင်မယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့ဒါယုံလဲယုံကြည်တယ်ပြီးတော့ဒီမှာမြေပြင်မှာအလုံးလုံးနေတဲ့လူတွေနဲ့လည်းခေါင်းဆောင်နေလည်းလည်းကျွန်တော်နဲ့ဒါလက်ပွန်နီးတူတူရှိတဲ့အတွက်အဲသူတို့လုံးမဲ့စီမံချက်တွေကိုကြည်ကျင်းအားဖြင့်ကတော့ကျွန်တော်တို့ဒီခြေနေကိုမောတော့ခြေနေကိုတော့ဆက်ပြီးတော့မှကောင်းကောင်းထိ ंछ ားနိုင်မယ်အခြေအနေမျိုးရှိပါတယ်ဆိုတဲ့ဟာတော့ကျွန်တော်ဒါဝန်သားတရားတင်းလေးပြောခြင်းနဲ့ပေါ့နော်နောက်ပြီးတော့ဝန်နေတရားတင်းလေးလည်းရှိသေးတယ်ဝန်နေတရားတင်းဆိုတာကျွန်တော်တို့တော့မဟုတ်ဘူး အဲ့ဒီကကျွန်တော်တို့ပထမ73ရက်နေ့မှာကျွန်တော်နှီးဖျားကုန်းကိုရတယ်ဗျနှီးဖျားကုန်းကိုရတဲ့ချိန်မှာအဲ့ဒီကနေ28ရက်ကျွန်တော်ပြောခဲ့တဲ့အချိန်မှာပါတယ်ဗျ28ရက်ကျွန်တော်တို့လာပြီးတော့မှလက်နှချအညံ့ခံတယ်အဲ့ဒီထဲမှာစစ်ကြောင်းနှစ်မူဖြစ်တဲ့ဒါဘိုးကြီးစိုးကုတ်ကိုထက်ဆိုတာရက်စီ49ပါဗောနော်အတူကတော့လက်ရှိတော့သူစီကကျွန်တော်တို့တက်ဆိုင်ရအကုန်လုံးတရင်ချက်လက်တွေပါတယ်မပေါကြရေးအတွက်လိုအပ်တဲ့ပစ္စည်းပစ္စည်းတွေအကုန်လုံးတင်ထားတယ်ဗောဗျာဖုန်းတွေပါရဲ့ဆိုအကုန်လုံးတင်ထားတယ်တင်ထားတော့ကျွန်တော်ကသူ့ကိုတခုလေး အဲဒီကျွန်တော်သုံးမန်းနေထားတဲ့နေရာကိုလုံချုံတဲ့တနေရာကိုပို့မယ်လောက်တဲ့ချိန်မှာကျွန်တော်သူ့ကိုဖုန်းနံပါတ်လေးပေးလိုက်တယ်ညီလေးအိမ်ဖုန်းနံပါတ်လေးပေးပေးလေလို့ဟိုလှမ်းပြီးတော့ဆက်သွယ်ပြီးတော့မှအကြောင်းကြားပေးမယ်ဆိုပြီးတော့မှအဲဆက်သွယ်တယ်ဗောနော်ဆက်သွယ်အကြောင်းကြားတော့အဲတကယ်လို့ဟိုဖြစ်တယ်ဆိုရင်လုံးဝကိုအန်အော်ချင်းမရှိနော်အန်အော်ချင်းမရှိသူ့မျိုးသမီးကကျွန်တော်ဖုန်းဆက်တဲ့အချိန်မှာအဲပြန်ပြီးတော့မှသူ့အမျိုးသားစီကိုလာခြင်းနဲ့ပုံစံမျိုးလာတွေ့ခြင်းနဲ့ပုံစံမျိုးလဲ လုံးဝအရေးအယောင်မရှိလို့ဘာပြောလဲဆိုတော့ကျွန်တော်တို့လာဖို့လမ်းလေးမရှိဘူးတဲ့ကျွန်တော်တို့ကလမ်းလေးတွဲပေးရမယ်ပုံစံမျိုးပြောတယ်ပေါ့နော်တော်တော်ကြီးကကျွန်တော်အဲ့ဒါဟိုဆက်ပြီးတော့မှကိုစကားပြောခြင်းတိမရှိတော့လောက်အောင်အထိစိတ်ကုံသွားတာပေါ့နော်တော်တော်စိတ်စိတ်ကုံမှုလည်းကောင်းတယ်ပေါ့အဲ့ဟိုဖုန်းဆက်တဲ့အချိန်မှာလုံးဝသွေးဟာဒဏ်ရာရထားလားဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ဟာမျိုးပေါ့နော် ဟိုဘာမှဟွမ်ပြေပဲနဲ့သူရောကြောက်အလုတ်ကင်လေးပါလေးရမယ်ဆိုလို့ရှင်ရှာပေးလိုက်ပါတော့ပါတယ်ကျွန်တော်တို့ကပဲဟိုလုံသမားအေဂျင်စီလို့လို့ပါလို့လို့ကျွန်တော်တို့ကအလုတ်ကင်ရှာဖွေရေးလေးပါလေးလုတ်ပြရမယ်ပုံစံမျိုးသူကပြောတယ်ဗောနော်ဒါတပိုင်းပါအဲ့သူမသိသေးဘူးဗောကာကန်ကြီးမသိသေးဘူးကာကန်ကြီးစီလဲကျွန်တော်မသွားသေးတဲ့ခါကျကျွန်တော်ပြောမပြရသေးဘူးဗောနော်အဲ့တော့ဒီကောင်းလေးဘဝမှာစစ်ကရှုံးနေပြီချစ်သူကမဖဲရရှုံးဆိုတာကအဲ့ဒါပဲတဲ့ချစ်သူကမဖဲရရှုံးအရက်ကမင်းကကင်းရကြဆိုတာ နော်တောင်လျာတိုက်ဖြုတ်ကကိုက်ဆိုတဲ့နာရှေးတန်းအပြင်နွားကန်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဟိုငငယ်တော့ဟာသတွေတက်ထမ်းမှနေတော့ဟာသပြောခဲ့တဲ့ဟာမျိုးတွေတောင်သွားပြီးတော့မှတော့ချစ်သူအမုံဖဲရရှုံဘွားကိုရောက်ရဲလူကလည်းလက်ထိတ်တန်းလန်းနဲ့ကျွန်တော်တို့ဒါအချိန်ပြည့်နေနေရမဲ့အချိန်နေမျိုးလဲသွားပြီးတော့ကြုံနေရတယ်ဗောနော်အဲ့တော့မေတ္တာတရားတန်ရောစင်တွေကလုံးဝမရှိဘူးတော့သူတို့လူကြီးကတောင်သူတို့လူလူကြီးကသူတို့ဘောမှာတန်ရောစင်မရှိတာထားတော့ဗျာ မရောက်နိုင်တော့တစ်သက်လုံးခင်ဗျားတို့စစ်သားတွေပေါ်မှာတန်အောင်နေရှိမှာမဟုတ်ဘူး။ဟိုသူ့အာနာတီမြဲကြီးတွေဥအရသားတွေကိုအတင်းလိုက်ပြီးတော့မှဟိုပေါ်တာဆွဲညညဘက်ဟိုမှာကျွန်တော်တို့ခါသားလေးတစ်ခုတော့လိုင်းပေါ်မှာတွေ့လိုက်တယ်ဆိုင်ကင်းနဲ့ညဘက်ညအချိန်တော့ပြန်လာအချိန်မှာကြံခိုင်ကြံခိုင်ပြီးတော့သူ့ကြံခိုင်နဲ့ဖွံ့ဖြိုးရေးပါတီပါညာဆိုအော်ပြီးတော့မှဆိုင်ကင်းစီးလာတဲ့လူငယ်လေးနှစ်ယောက်လိုပဲ။နော်သူကသူသူနဲ့မတူတဲ့လူမှန်တယ်မြတ်အကုန်လုံးစစ်တဲ့ထဲမှာတူတဲ့လူလည်းထဲမှာပဲ။တူတဲ့လူလည်းထဲမှာပဲ။အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ ဒါပြောရမယ်ဆိုရင်သုံးပန်း40ကျော်မိတယ်40ကျော်မိရတချို့ကတော့သုံးပန်းအင်တာဗျူးလေးတွေကြားကျင်တာပေါ့နော်သုံးပန်းအင်တာဗျူးလေးတွေကြားကျင်တယ်ကျွန်တော်ကတော့စဉ်းစားလိုက်တယ်ဒီပါစတွေကတော့ကျွန်တော်အင်တာမဗျူးတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ story ကကျွန်တော်တို့ဓာပြဟောင်းကြီးပဲဖွင့်လာပါကျွန်တော်တို့စိတ်မပါပဲဝင်ခဲ့ရတာဖမ်းမိတော့စိတ်မပါပဲဝင်ခဲ့ရတာပါတန်ဒီစစ်သားကိုသွားမေးလို့ရှိရင်လည်းကျွန်တော်ကဘယ်ချိန်နဲ့လက်နဲ့ချခြင်းနေတာကျွန်တော်ဖုန်းလေးကိုတိမ်ထားလို့တော့ ကျွန်တော်ကဆက်သွယ်လို့မရလို့ဘယ်သူ့ကိုဆက်သွယ်လာမှန်းမသိလို့ဆိုတော့ဇကားတွေပဲလာမှာပေါ့နော်ဒီကောင်လေး story ရဲ့ဟောင်းသွားပြီပေါ့နောက်ထပ်ဒါဟိုမဟောင်းသေးတဲ့ story တခုရှိသေးတယ်ပေါ့နော်ကျွန်တော်ကိုဘာတွေဒါမော်ဒန်ကျွန်တော်လည်းပြောမော်ဒန်တိုက်ပွဲကကျွန်တော်ထဲထဲဝင်ဝင်တိုင်းဆိုဘုံဘုံပင်းပင်းဝင်ပြီးတော့မှပြစ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တက်နိုင်တဲ့အပိုင်းလေးပဲဝိုင်းပြီးတော့မှကူညီတာပဲရှိတယ်ပေါ့နော်ဒါလေးကျွန်တော်ပြောပြပြောပြတော့ဘောမတွေဝိုင်းပြီးတော့မှတော်တော်လောင်ကြတယ်ပေါ့နော်အဲ့တော့စစ်တပ်ကကျွေးတဲ့ထမင်းကိုစားတယ်တဲ့ အခြေတက်ကတင်ပြီးရရှိပညာကိုယူဆောင်သွားတယ်ပေါ့နော်ယူဆောင်သွားပြီးတော့မှတစ်ဖက်တောင်းကျန်းသူအဖွဲ့အစည်းမှသွားပြီးတော့မှအဲတစ္ဆာဖောက်ပြီးတော့မှတစ္ဆာပေါက်လောက်ကောင်လုံနေတယ်ဆိုတော့ဟာလေးနဲ့ပတ်သက်ပြီးတော့ဒီကောင်လေးဒီချိန်ထိနော်ကျွန်တော်အပြင်းနဲ့ပြောပြရရှင်းပြရဲမင်းတို့မနဲ့အိယာထားခြင်းဟေးဆိုပြီးတော့မှခရာမှုတ်ပြီးတော့မှအိယာထားခြင်းဆိုဆိုကြရဲမင်းတို့နိုးထားလိုက်တဲ့အိယာကပြည်သူလူထုဆင်ပေးထားတဲ့အိယာအဲ့ဆောင်စိမ့်တို့ဆောင်ကြားတို့ချင်းတောင်တို့အကုန်လုံး ဲ့ဒီမင်းတို့ကြောခင်းပြီးအဲ့ဒီအဆောက်အဦးကလည်းပြည်သူလူထုရဲ့အဆောက်အဦးပဲဖြစ်တယ်ပြည်သူလူထုရဲ့ဘန်နာပဲဘန်နာငွေနဲ့အခွန်ဘန်နာနဲ့ဆောက်ထားတဲ့ဟာဖြစ်တယ်ပေါ့နော်အဲ့ဒီကနေစပြီးတော့မှ노ထာ PDP ရဲ့မနဲ့ထမင်းညော်စားလေပြည်သူလူထုကြွေးတဲ့ဟာနေလည်းသာသာလေးပြည်သူလူကြီးတယ်ညသာလေးပြီးနောက်အိယာဝင်ငိန်ဆိုပြီးတော့မှခရာမှုတ်ပြီးတော့မှမင်းတို့အိတ်တဲ့အိယာကလည်းပြည်သူလူလူရဲ့အိယာဖြစ်တယ်အဲ့တော့ပြည်သူသာအဓိကဆိုတဲ့ဟာကိုမင်းတို့လုံးဝမတိသေးဘူးအဲ့တော့ဒီနေ့စစ်ပွဲရက ော်လိုင်းတက်ဖွဲ့နဲ့စစ်ကော်မရှင်နဲ့တိုက်နေတဲ့စစ်ပွဲမဟုတ်ဘူးမင်းတို့တရားပြန်စင်းသားဟုတ်ပြည်သူနဲ့မင်းတို့နဲ့တိုက်နေရတာနော်ပြည်သူမလိုလားအပ်တဲ့စစ်တပ်ကတိုင်းပြည်မှာကြာကြာအသက်ရှင်လို့မြောက်အခုဆိုရင်ဒရွေးကပက်လက်မျောနေပြီနော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်အမြင်နဲ့ပြောရတယ်အရင်တော့ဆိုယူနီဖောင်းဝတ်ပြီးတော့မှကျွန်တော်တို့လိုင်းကားစီလိုင်းကားဆိုရန်ကုန်လိုင်းကားတော့မဟုတ်ပါဘူးနော်ရန်ကုန်လိုင်းကားတော့ကျွန်တော်တို့အဲမထသားတွေတော့ကျွန်တော်တို့ယူနီဖောင်းနဲ့စီးကွင်းမပေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အဝေးပြေးကားတွေ ရန်ကုန်ပြည်ကားတို့ရန်ကုန်မန္တလေးကားတို့ဘာလို့ဆိုရင်ကျွန်တော်ယူနီဖောင်းနဲ့ဒါလိုင်းကားစီးတဲ့အခြေအနေမျိုးအခုယူနီဖောင်းဝတ်ပြီးတော့မှမင်းတို့အပြင်ထွက်ဖို့လက်နဲ့မပါဘဲနဲ့အပြင်ထွက်ဖို့နေနေတာတာမင်းအစိမ်းရောင်လေးပဲပို့ပျောက်ကြားလေးပဲလက်မှာပတ်ပြီးတော့သွားအောင်နော်ပြည်သူလူထုကဘယ်လောက်ထိချင်ပတ်ဖြစ်နေပြီလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ပြည်သူကကျွေးတယ်ကျွန်တော်စစ်တပ်ရဲ့ဆက်ရောက်ကလေးက16နှစ်ကျော်ကျော်စစ်တပ်ရဲ့ဆက်ရောက်ကလေးကဒီနေ့ဒီချိန်ထိပြည်သူကျွေးတဲ့ဟာကိုစားနေတာ အဲ့ဒီတော့ကျွန်တော်ပြည်သူ့တစ္ဆာဆောင်းသိရမယ်ပြည်သူလူထုတွေငါတက်နိုင်တဲ့အလုပ်လုပ်ရမယ်ဆိုတော့ဟာကိုကျွန်တော်ခေါင်းထဲမှာရအောင်ထည့်တယ်မင်းတို့စစ်တပ်ကကြွေးအောင်စစ်တပ်ကဘာဘာဘာလုပ်နေလဲစစ်တပ်ကစဘာစဘာဆိုင်ထားလို့လားစစ်တပ်ကဘာစည်းဝါးကြီးတွေရှိလို့ဘသူ့ကိုဘာကြွေးထားနိုင်တာရှိလို့လဲအဲ့ဒီကနေကဥပိုင်ဥပိုင်ဆိုတာလေဒီတိုင်းပဲဥပိုင်ဆိုတာပြည်သူလူထုကနေဟိုဟာဖြစ်ထားတဲ့ဝိုင်းပြီးတော့မှပြည်သူလူထုရဲ့အခွန်မဏာနဲ့ပဲလေပတ်တာအဲ့ထဲကိုမင်းတို့က မင်းတို့ကလာတာပြည်သူဘန်နာကနေမင်းတို့ကလာတာရတယ်အဲ့ဒီလာတာကိုမင်းတို့ကဥပမာရေးစုရှယ်ယာဆိုပြီးထည့်တယ်အဲ့ဒီကနေအမြတ်ကိုမင်းတစ်နှစ်ကိုတပေါင်းထည့်ထားလို့ရှိရင်တစ်နှစ်ကို300ရာခိုင်နှုန်းပေါ့300အမြတ်ပေးရောတသိန်းထဲတိုင်း300ရမယ်။နော်10သိန်းထဲတိုင်း3သိန်းရမယ်။နော်ဒီဟာအကုန်လုံးကပြည်သူကအဓိကပဲတွားနေတဲ့ဟာဖြစ်တယ်ပေါ့နော်။အဲ့တော့ပြည်သူလူထုအတွက်အလုတ်လုံနေတာဖြစ်တယ်။ပြည်သူလူထုအတွက်တိုက်ပွဲဝင်နေတာဖြစ်တယ်ပေါ့နော်။အဲ့တော့မင်းတို့ပြောတဲ့စစ်တပ်က ဟိုကောင်လူလေအသက်ကြီးမှအဆဲခံနေတဲ့နေအောင်ပြောတယ်လို့ပေါ့နော်။ဘာပြောရလဲကျွန်တော်အပေါ်မှာရှစ်တဲ့ခြေသူတွေရှိရတယ်ဘာလို့နော်။ကျွန်တော်စာရေးဆရာကြီးတယောက်ပြောခဲ့မှုတဲ့စကားလိုပဲနော်။ရှစ်တဲ့ခြေသူမူးလို့ရှူရအောင်မရှိပါဘူး။နော်အဲ့တော့ကျွန်တော်ဒီစပြီးတော့မှကျွန်တော်စစ်တပ်ရဲ့စဝင်ကလေးကပြည်သူလူထုကြွေးတဲ့ပြည်သူလူထုဆင်တဲ့ယူနီဖောင်းနဲ့နော်ပြည်သူလူထုပေးတဲ့တနတ်နဲ့ပြည်သူလူထုပေးတဲ့ကြည်စံနဲ့ကျွန်တော်တို့က အလုပ်လုပ်ခဲ့တာဖြစ်တယ်ဗောနော်အဲ့ဒီဟာကပြည်သူလူထုကိုပြန်ပြီးတော့မှပြောင်းလှဲ့တရားအကြောင်းမရှိဘူးပြောင်းမလှဲ့နဲ့ဗောနော်အဲ့တော့ဒီဟာကိုလည်းစစ်တပ်ကကောင်တွေကိုကျွန်တော်နားလည်အောင်လို့ရှင်းပြခြင်းတယ်အဲ့တော့နွားကိုပလာတာကြွရတော့မဟုတ်ဘူးမင်းတို့ကိုယ့်အကိုတရားပြန်ပြီးတော့မှစဉ်းစားစေခြင်းနဲ့ပြည်သူလူထုကအဓိကဖြစ်တယ်ဆိုတဲ့ဟာကိုပြောကြခြင်းနဲ့အဲ့တော့ကျွန်တော်ဒီနေ့ချိန်နဲ့အများကြီးဟိုဝမ်ဖြူဘောနော်ပြီးလို့ရှိရင်လည်းကျွန်တော်တခြားတနေရာလေးဆက်ပြီးတော့မှအသွားတရားလေးလည်းရှိရယ်လောက်ရမယ့်အလုပ်ကလေးတွေလည်း ရှိနေသေးတယ်ဒီနေ့တော့သတင်းအများကြီးမဟုတ်တော့ဘဲနဲ့မောတော်ချင်းနေနဲ့ပတ်သက်ပြီးတော့မှရိုက်ရင်လည်းလာချလဲအလင်းဝင်တာပဲနော်ဝင်တာမှအဲ့မှာ90လောက်ပျောက်နေရပါ냐ဆိုသတင်းဌာနတွေရေးကြတယ်ဒါကလည်းဖြစ်ရင်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လက်ဝယ်ကိုရောက်ရှိလာတာတော့တယောက်ပဲရောက်ရှိလာသေးတယ်ရိုက်ရင်6ချိန်လာပို့တာပေါ့နော်6ချိန်လာပို့တဲ့လူတွေကိုတော့ကျွန်တော်တို့ online တက်ဖွဲ့တွေကရင်ဆိုင်ထားပြီးတော့မှကျွန်တော်တို့ကောင်းကောင်းထင်းချုပ်ထားနိုင်တယ်မောတော်မျိုးအခြေအနေကတော့ကျွန်တော်တို့လက်ထဲမှာပဲရှိပါသေးတယ်ကျွန်တော်တို့က ရှေ့ကိုဆက်တိုးဖို့ပဲကြိုးစားပါတယ်နောက်ကဟာကိုပြန်ပေးဖို့အတွက်လုံးဝရွေချက်မရှိပါဘူးဆိုတဲ့ဟာလေးပြောကြရင်လည်းကျွန်တော်ရဲ့ဒီနေ့ဆွေးနွေးတင်ပြချက်လေးကိုညီကောင်းချုပ်ပါရပြအားလုံးပဲကျေးဇူးတင်ပါတယ်